မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ April 17ရက်နေ့ မနက်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မကွေးတိုင်းနမောင်မြို့တောင်ဘက်အထွတ်မှာရှိတဲ့အကြမ်းဖက်စစ်တပ်စစ်စေးရေးဂိတ်ကိုဝင်ရောက်တိုက်ခတ်ရာစစ်သား9ဦးထဲမှနေတိုက်ဆုံသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဧပြီလ10ရက်နေ့မနက်အစောပိုင်း3:15မိနစ်ခန့်မှာနမောင်မြို့တောင်ဘက်အထွတ်မှာရှိတဲ့အကြမ်းဖက်စစ်တပ်ရဲ့ဂိတ်ကိုပြည်သူ့ကာကွယ်ပူးပေါင်းတပ်ဖွဲ့တွေကဝင်ရောက်တိုက်ခတ်ခဲ့ရာအပြန်အလှန်ပစ်ခတ်မှုတိုက်ပွဲ15မိနစ်ခန့်ကြာမြင့်ခဲ့ပြီးတော့အကြမ်းဖက်စစ်ကောင်စီတပ်သား9ဦးထဲမှနေတိုက်ဆုံသွားတယ်လို့သိရပါတယ် ရှေ့ထွက်ပြောင်းတဲ့ပြစ်ခတ်တဲ့အချိန်မှာစစ်ခွေးနှကောင်ကတော့လွင့်ထွက်သွားပြီးတော့နေအာမာရင်ပွဲချင်းပြီးတေဆုံးသွားပါတယ်စုစုပေါင်းတေတာက 9កောင်တေးပြီးတော့10កောင်ဒဏ်ရာရတယ်လို့ကြားထားပါတယ်မြို့အဝင်ဂိတ်ဖြစ်တဲ့အတွက်သူတို့ဘက်ကစစ်ကူတွေလာရင်7မိနစ်အတွင်းရောက်နိုင်တာမဟုတ်လို့အချိန်တော့အများကြီးမရခဲ့ပါဘူးဒီပွဲဟာအကြမ်းဖက်စစ်ကောင်စီတွေဟာကျွန်တော်တို့ရဲ့နေရဒေသအပအဝင်ဘယ်နေရဒေသကိုမှထိမ့်ချုပ်နိုင်စွမ်းမရှိတော့ဘဲနေမြေဒေသအသီးသီးကိုဒဇနဲ့စစလက်လွတ်လာရတော့မှဖြစ်တယ်ဆိုတာကိုအတိပေးမိတ်ဆက်တဲ့အနေနဲ့တိုက်ပွဲဖော်ဆောင်ခဲ့ခြင်းဖြစ်ပါတယ်လို့ People's Defense Organization နတ်မောက်ကတာဝန်ရှိသူတို့ကပြောပြထားပါတယ်။အဲ့ဒီစစ်စေးရေးဂိတ်ဟာစစ်တပ်အာဏာသိမ်းပြီးတဲ့နောက်ဂိတ်ဖွင့်က ခီးသွွားပြည်သူများစီကနေပြီးတော့အတင့်အဓမ္မငွေချေးကောက်ခံခြင်းပေါ်တာဆွဲခြင်းများကိုအမြဲတမ်းလှုပ်ဆောင်လေးရှိတယ်လို့သိရပါတယ်။အင်အား10ခန်းသာရှိပြီးတော့ပြည်သူကာကွယ်တပ်ဖွဲ့ဝင်းဒီဘက်ကမီတာ90အကွာဝေးအထိကိုချင်းကပ်ပြီးတော့တိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုကိုနမမြို့နယ်ပကဖအဖွဲ့နဲ့မဟာမိတ်တပ်များကပူးပေါင်းပြီးတော့တိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။ People Defense Organization နမောက် ်နတ်မောင်ပကဖအနေနဲ့ပြည်သူလူထုနဲ့အတူလက်တွဲညီညီချီတက်ကနတ်မောင်မျိုးကိုသိမ်းပိုင်နိုင်ရေးအတွက်စူးစမ်းသွားမှာဖြစ်တယ်လို့အတိပေးထုတ်ပြန်ထားကြောင်းသတင်းရရှိပါရယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ဘကိုးတိုင်းတောင်ကုန်မြို့နယ်စစ်တောင်းမြေအရှိတ်ကန်ဗဒဲကြီးရွာကိုစစ်ကူလာတဲ့စစ်ကြောင်းကိုတိုက်ခိုက်ခဲ့ရာစစ်ကောင်စီတပ်သား၃ဦးသေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ဧပြီလ6ရက်နေ့ညနေ4:40မိနစ်ခန့်မှာတောင်ကုန်မြို့နယ်စစ်တောင်းမြေအရှိတ်ကန်ဗဒဲကျေးရွာကိုစစ်ကူလာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားအင်အား60ခန့်ပါတဲ့စစ်ကြောင်းကို3934တိုင်ရင်ကတော်လိုင်းရဲဘော်များကဝင်းရောက်တိုက်ခတ်ခဲ့တယ်လို့သိရပါဗျ။အဲ့ဒီတိုက်ပွဲဖြစ်ပွားတဲ့အချိန်မိနစ်20ခန့်သာကြာမြင့်ခဲ့ပြီးတော့အကြမ်းဖက်စစ်တပ်ကစစ်သား3ဦးသေဆုံးပြီး9ဦးထိခိုက်ဒဏ်ရာရရှိသွားတယ်လို့သိရပါဗျ။ဧပြီလ9ရက်နေ့ည9:32မိနစ်ခန့်မှာအကြမ်းဖက်စစ်ကောင်စီနဲ့တော်လိုင်းတပ်ဖွဲ့များထမှန်တိုက်ပွဲဖြစ်ပွားခဲ့ပြီးတော့အကြမ်းဖက်စစ်ကောင်စီဘက်က ٹھیک ہے یا شکے گا پر ဒိုးအင်းဘက်ကိုတည်ဆောင်သွားတယ်လို့သိရပါတယ်။အလားတူပဲအေပီလာ၈ရက်နေ့ညနေ၄:၄၀မိနစ်ခန့်မှာပဲခူးတိုင်းရေတာရှိမြို့နယ်စစ်တောင်းမြေအရှိတ်ကန်အိုးမြေတူးရွာမှာအထိုင်ချတပ်ဆွဲထားတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများဟာတကြားဟင်းအိုးဖုန်ကြီးကျောင်းကိုရှေ့ကင်းထွက်လာတဲ့အချိန်စောင့်ကြိုတိုက်ခိုက်ခဲ့ရာစစ်သား၃ဦးသေဆုံးသွားတယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုဟာမိနစ်၂၀ခန့်ကြာမြင့်ခဲ့ပြီးတော့တော်လိုင်းရဲဘော်များအထိကိမရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်။တိုက်ပွဲဖြစ်ပွားပြီးတဲ့နောက်ည၁၀:၂၀မိနစ်ခန့်မှာစွာမြို့၈၄၁၉အမြောက်တပ်က 120မမလက်နက်ကြီး၃လုံးနဲ့ပြစ်ခတ်ခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ်စခန်းသိမ်းတိုက်ပွဲသတင်းကတော့မန္တလေးတိုင်းမြင်းညာမြို့နယ်မှာ9ရက်ကြာတိုက်ပွဲဖြစ်ပွားပြီးတော့စစ်ကောင်စီတပ်သား6ဦးထက်မနည်းသေဆုံးကစစ်စခန်းနှစ်ခုကိုသိမ်းပိုက်ရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်မက်လ24ရက်နေ့မနေ့9ရက်နေ့ကမှမြင်းညာမြို့နယ်မြင်းညာတောင်သားလမ်းပိုင်းနမ်းမြင့်တောင်အနီးကိုအကြမ်းဖက်စစ်ကောင်စီတပ်ကစစ်ကြောင်းထုတ်ဝင်ရောက်လာပြီးတော့ PDF တပ်စခန်းကိုဝင်ရောက်စီးနင်းတိုက်ခိုက်တဲ့အတွက်တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့သိရပါဗျ။တိုက်ပွဲက24ရက်နေ့ကစပြီးတော့ဖြစ်တာပါ။ကျွန်တော်တို့ပြည်သူ့ကာကွယ်တပ်ရဲ့ gate ကိုစစ်ခွဲတွေကဝင်စီးတယ်။အဲ့ဒါကိုသတင်းကြားလို့ကျွန်တော်တို့တပ်စစ်ကသွားတာ ဲ့ဒီမှာအပြန်လန်ထိတွေ့တိုက်ပွဲဆက်ပြီးတော့ဖြစ်တာပါမနက်ခင်းပွဲချိန်9:20နာရီလောက်ကဆက်ပါတယ်တိုက်ပွဲကြာချိန်ကတော့2နာရီကျော်လောက်ကြာသွားတယ်အဲ့ဒီတိုက်ပွဲမှာအထိကိုက်ကဘယ်သူ့ဘက်ကမှမရှိခဲ့ဘူးလို့မြင်းကြံခရိုင်တိုက်ရင်ခေါ်0ပြောက်ကြားတပ်ဖွဲ့ကဘိုးပညာကရှင်းပြထားပါတယ်အဲ့ဒီညနေပိုင်းမှာထပ်မံတိုက်ပွဲဖြစ်ပွားပြီးတော့စစ်ကောင်စီတပ်သား6ဦးမျက်မြင်သိမ်းဆုံးမှုရှိပြီးတော့အများအပြားထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်သိမ်းဆုံးဒဏ်ရာရတဲ့စစ်သားတွေကို4ကတစီ light truck ကတစီနဲ့တမ်မနိတ်လမ်းက မြင်းကြံစေယုံကိုတဲဆောင်သွားတယ်လို့သိရပါတယ်။ညနေ3:30မိနစ်ခန့်မှာမြင်းကြံမြို့ကနေတောင်ရှိအထိကို4ကတစ်စီးနဲ့အပြည့်ချင်းလင်းစစ်ကြောင်းတစ်ကြောင်းထပ်ပံပြီးတော့စစ်ကြောင်းထိုးလာတယ်လို့သိရပါတယ်။အလားတူပဲမက်ရှလာ25ရက်နေ့မွန်လွဲ2:00ခန့်မှာနန်းမြင့်တောင်ပေါ်ကိုထပ်ပံပြီးတော့စစ်ကြောင်းထိုးလာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများကိုပြည်သူ့ကာကွယ်ပူးပေါင်းတပ်ဖွဲ့များကခုခံတိုက်ခိုက်ခဲ့ရာ အပြန်အလှန်ပြစ်ခတ်မှုတိုက်ပွဲ၃နာရီခန့်ကြာမြင့်ခဲ့တယ်လို့သိရပါတယ်။အဲ့ဒီတိုက်ပွဲအတွင်းမှာစစ်ကောင်စီဘက်ကအထိနာကညနေ၆နာရီခန့်မှာ Jet Fighter တစ်စီးနဲ့ဘုံကျဲသွားတယ်လို့သိရပါတယ်။ကျွန်တော်တို့ဘက်က Drone 40မမအင်နာကဘုံသီးနဲ့ချတာစစ်ခွဲတွေအထိနာပြီးတော့တောက်လျှောက်ရန်တမ်းပစ်တယ်။ကျွန်တော်တို့ကနန်းမြင့်တောင်ပေါ်ကနေနေရာယူပြီးတော့တောက်ကနေတက်လာတဲ့စစ်ခွဲတွေကိုအပိုင်ပြစ်နိုင်ခဲ့တာစစ်ခွဲတွေဘက်ကအကြအဆုံများလို့ ညနေ6နာရီလောက်မှာ Jet Fighter နဲ့ဘုံသီးလာကျဲချသွားတာထိခိုက်မှုတော့မရှိခဲ့ဘူးလို့မြင်းကြံခရိုင်တိုက်ရင်ခွန်0ပြောက်ကြတာဖွဲ့ကဘိုးပညာကရှင်းပြထားပါတယ် Match လ26 29နဲ့28ရက်နေ့ဒီမှာလဲ0ပြောက်ကြတာဖွဲ့အပါအဝင်တော်လိုင်းတပ်များကစစ်ကောင်စီရဲ့စခန်းများကိုပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာအပြန်အလှန်ပြစ်ခတ်မှုတိုက်ပွဲပြင်းထန်ခဲ့ပြီးတော့အကြမ်းဖက်စစ်ကောင်စီရဲ့နတ်စင်ကုန်းစခန်းဖျားကုန်းစခန်းတို့ကိုသိမ်းပိုက်နိုင်ခဲ့တယ်လို့သိရပါတယ် အထိနာနေတဲ့စစ်ကောင်စီတပ်ကဟောင်ကစားလက်နက်ကြီးများ60မမများနဲ့ပြစ်ကူပေးပြီးတော့တိုက်ခိုက်ခဲ့ရာ0ပျောက်ကြားတပ်ဖွဲ့ကတပ်ရင်းအရာရှိကိုအောင်ခန့်ရဲ့6ရောက်မှဒဏ်ရာရရှိသွားတယ်လို့သိရပါတယ်စစ်တပ်ကမြင်းညာတောင်းသားလမ်းပိုင်းကိုစိုးမိုးဖို့လုပ်ရာကနေတိုက်ပွဲဆက်ဖြစ်ကြတာပါနှစ်ဖက်ထိပ်တွေ့တိုက်ပွဲမှာစစ်ကောင်စီဘက်ကအကြဆုံးများပါတယ်ဒေသခံပြည်သူတွေကတော့ဘေးလွတ်ရာကိုရှောင်တိမ်နေကြရတယ်စစ်တပ်ဘက်ကလည်းလေရင်နေနဲ့လာပြီးတော့ပြစ်ကူပေးတာတွေရှိပါတယ်အခုတည်းကတော့စီရဲအခြေအနေကတင်းမာနေတော့မယ်လို့ဒေသခံပြည်သူတို့ကရှင်းပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ တရင်တွေကိုတင်ဆက်ပေးနေရင်းနဲ့အကူအညီတောင်းကြံတာလေးတခုကတော့ update ဖြစ်နေတဲ့သတင်းများကိုအစင်အမြဲတမ်းနားဆင်နိုင်ဖို့အတွက်ကျွန်တော်ရဲ့ Revolut Burma News Channel လေးကို like and subscribe လုပ်ပေးထားကြဖို့အတွက်မြစ်တာရက်ခံတောင်းဆိုလိုက်ပါရစေခင်ဗျာ မြေပြင်ကရဲဘော်တွေနဲ့စစ်ဘေးရှောင်ပြည်သူများကိုကူညီပေးနေတဲ့ channel ဖြစ်တဲ့အတွက်လူချင်းမင်းတို့အနေနဲ့ subscribe လေးတစ်ချက်နှိပ်ပေးုံနဲ့တင်တော်လန်ရေးမှာပါဝင်ကူညီပေးကြဖို့ကိုမြစ်တာရက်ခံတောင်းဆိုလိုက်ပါရစေခင်ဗျာနေ့စဉ်မပြတ်အစဉ်အမြဲတမ်းအားပေးနေတဲ့ကျေးဇူးရှင်မိဘပြည်သူများအားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးတိုင်းတောင်သာမြို့နယ်ဘီးရွယ်ကုန်းကျေးရွာအနီးမှာပြည်သူများထံကနေပြီးတော့ချိတ်ချောက်ပြီးငွေကြေးများတောင်းရနေတဲ့လက်နက်ကိုင်းဓမြအဖွဲ့ကိုအရှင်ဖမ်းနေခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မက်ချ်လာ15ရက်နေ့မှာတောင်သာမြို့နယ်အနောက်မြောက်ချမ်းဘီးရွယ်ကုန်းကျေးရွာအနီးမှာရှိတဲ့ကြောင်ကျတဲ့လမ်းပိုင်းကိုအခြေပြုပြီးတော့ချိတ်ချောက်ရိုက်နှက်ပြီးစိုက်ကဲဖုန်းနဲ့ငွေကြေးများကိုလူရယူဆောင်နေတဲ့လက်နက်ကိုင်းဓမြအဖွဲ့ကိုအရှင်ဖမ်းဆီးရမိခဲ့ခြင်းဖြစ်တယ်လို့သိရပါရယ်။ဖမ်းဆီးရမိတဲ့လက်နက်ကိုင်းဓမြအဖွဲ့တဲက ပစ္စတိုတနက်တလက်နဲ့ဓာတ်ရုပ်ကိုတိတ်ဆိတ်ရရှိခဲ့ပြီးတော့ဥပဒေနဲ့အရင်ဆက်လက်ပြီးတော့အရေးယူသွားမှာဖြစ်တယ်လို့သိရပါတယ်။ဘီးနွယ်ကုန်ချေးပါအနည်းကကြောင်ကြတဲ့လမ်းမိုင်းကိုအခြေပြုပြီးတော့ချင်းချောက်ရိုက်နှက်ဓာတ်တွေကိုလှုပ်ဆောင်တာစိုင်ကယ်ဖုန်းနဲ့ငွေကြေးတွေကိုလူရက်နေတဲ့လက်နက်ကိုင်းဓမြ၃ဦးကိုအရှင်ဖမ်းမိထားတာပါ။ဥပဒေတိုင်ဆက်လက်ပြီးတော့အရေးယူမှုတွေကိုလှုပ်ဆောင်သွားပါမယ်လို့တောင်တာ People Defense Force ကတော်ဝင်ရှိသူတို့ကပြောပြထားကြောင်းတင်ရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ကရင်ပြည်နယ်ဖားပုံခရိုင်လူသောမြို့နယ်ကိုအကြမ်းဖက်စစ်တပ်ကလေရင်နဲ့ဘုံကျဲတိုက်ခိုက်ခြင်းကြောင့်ပြည်သူနှောက်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီးတော့နေအိမ်လေးလုံးပျက်စီးခဲ့ရတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အေပီလ၈ရက်နေ့ညနေ9:24မိနစ်ခန့်မှာလူသောမြို့နယ် လက်မူပလောချေးရွာအုပ်စုဗလဲဝော်ချေးရွာနဲ့ထီးတဲ့ကရူချေးရွာအတွင်းထဲကိုအကြမ်းဖက်စစ်တပ်ကလေချောင်းကနေပြီးတော့ဘုံဒီနှလုံးကျဲချတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။အကြမ်းဖက်စစ်တပ်ရဲ့လေချောင်းတိုက်ခိုက်မှုအတွင်းမှာဗလဲဝော်ချေးရွာကအသက်36နှစ်အရွယ်စောပါနာမူးနဲ့စောဒေးစီတို့နှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီးတော့နေအိမ်၃လုံးထိခိုက်ပျက်စီးခဲ့ကာ ထီးတဲ့ကရုကြီးရွာကနေအိမ်တစ်လုံးလဲထိခိုက်ပျက်စီးသွားတယ်လို့သိရပါတယ်။အကြမ်းမဲ့စစ်တပ်ရဲ့လေကြောင်းတိုက်ခတ်မှုကြောင့်လူသောမျိုးနဲ့လက်မှုပလောအုပ်စုကကြေးရွာနေပြည်သူများဟာကြောက်ရွံ့စွာနဲ့နေထိုင်နေရတယ်လို့ KNU ဗဟိုကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ဇကိုင်းတိုင်းမုံရွာမြို့အမှတ်2ရဲစခန်းကဒူရဲအုပ်အေးတန်းထွန်းဟာ G3 rifle တက်လက်နဲ့ကြီးစံတချို့ကိုယူဆောင်လာပြီးတော့အလင်းဝင်ခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ဧပြီလ9ရက်နေ့မှာအမတ်နဲ့ရဲစခန်းကဒူရဲအုံအေးတန်းထွန်းဟာအလင်းဝင်ခိုးလုံလာခဲ့ခြင်းဖြစ်ပြီးတော့တက်ခွဲလေးတက်ခွဲမှုနဲ့ချိတ်ဆက်ပြီးနယ်မြေကတရင်22အကူညီနဲ့တွားရောက်ပြီးတော့ခေါ်ယူခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။အလင်းဝင်ရောက်လာသူရဲ့ဇာတိမိသားစုရှိရာကိုပို့ဆောင်ပေးထားပါတယ်။အလင်းဝင်ရောက်ခြင်းနဲ့သူတွေအတွက်ကိုလည်းကျွန်တော်တို့ဘက်ကနှွေးထွေးစာနဲ့အမြဲတမ်းစောင့်ကြိုနေပါတယ်။နောက်ပြီးတော့သူတို့ရတဲ့ရထိုက်တဲ့အခွင့်အရေးတွေကိုလည်းအပြည့်အဝပေးထားပါတယ်လို့မုံရွာခရိုင်အမှတ်25တရင်မှုတာမဏိကပြောပြထားပါတယ်။ ်မုံရွာခရိုင်အမှတ်25တရင်အနေနဲ့ပေါ်တာဆွဲခံရပြီးတော့ပြန်ထွက်လာခြင်းနဲ့သူတွေကိုလည်းအနေအကျင်းကျင်းနဲ့ကဲထုတ်ပေးနိုင်ခြင်းများလည်းရှိခဲ့တယ်လို့သိရပါတယ်အခုလပိုင်းမှာမုံရွာခရိုင်အမှတ်25တရင်ထံကိုအလင်းဝင်ရောက်လာသူစုစုပေါင်း6ဦးအထိရှိနေပြီဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ မြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်အပေါင်းကကင်းဝေးပြီးတော့အကြမ်းဖက်ဆစ်အာနာရှင်စနစ်စိုးကြီးရဲ့လက်အောက်ကနေလည်းအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ